နမမင်္ဂလာပါနီးစင်ကျန်းသားတဲ့နန်းကြောင့်ညစ်စလိုက်ပါတယ်ဒီနေ့အတွက် NDU ရဲ့ဘယ်ပိုင်းကို ရောက်လာပြီလဲဆိုတော့ပထမဦးဆုံးမေကွန်းတဆုံရဲ့ grammar ပိုင်းကိုရောက်လာပါပြီမွန်နိုင်နန္နာဘက်ကိုရောက်လာပြီအမ်မွန်နိုင်ရောခုထီကအကုန်ရှင်းပြပြီးသားအခု grammar ဘယ်နှကြောင့်သွားမလဲဆိုတော့14ကြောင့်73ကြောင့်သတ္တုံကြောင့်ထဲနေတဲ့နည်းတောင်းလေးမှာ6 9 10 11 12 13 14 15 16 17ကြောင့်17ကြောင့်တော့တောင်းနေရှင်းကြမယ်နော်ဒါမေကွန်ဟောင်းပုံစံမျိုးပဲကဲဆရာအဲအများကြီးမပြောတော့ဘူးနော်စကားလေးစံကျူစံပံမှာ ဒါဆိုစပြီနော်အားလုံးပဲအဲအဲ့မှာဆိုလို့ရှိရင်အားလုံးပဲနောက်ထပ်တစ်ခုလေကျမစာတင်တာကိုလေကောင်းတာမကောင်းတာလေးပေါ့နော်အောက်ကနေ comment လေးလက်မှတ်ပေးပါဦးအခုကလေ like ပြီးတိလိုက်တဲ့အခါမှာလေ comment ကလည်းတိတ်မရှိဘူးနောက်ထပ်တစ်ခုကကြတော့ဟို like ပေါ့နော် like ပြီးတာမပြီးတာတော့ဟိုအမဖြစ်ဘူးပေါ့နော်ဟေးငါတင်တာကိုကောင်းကောင်းရင်လားရအောင်ရရင်လားတကယ်လို့ဟိုအတန်ထွက်တွေမကောင်းတာအဘရိုကာကြစတင်တာမှမရှင်းတာမျိုးရှိတယ်ဆိုရင်ကျမကိုလာပြောပေးနော်ကျမလည်းအကြောင်းကျောင်းသားတို့ရဲ့အဲ comment လေးကိုကြည့်ပြီးတော့ဩငါဘာပြင်တဲ့နေငါဘာလုံးတဲ့နေငါဘလိုလေးလုံး မယ်ဆိုပြီးတော့ခါကြတော့ပို့ပြီးတော့ကျမတို့လည်းတိုးတက်တယ်လေအဲ့ဒါကြောင့်မို့ပါကဲအားရှင်စံကျူစံပန်မွန်နိုင်နာနာကိုဆက်သွားမယ် ကဲစမ်းကြည့်စမ်းပြန်သွားရအောင်အဲ့မှာဆိုရင်မင်းသားတို့ရောစုံနေမင်းသားတို့ရောစုံဆိုတာကအာလူတိုင်းရဲ့ရောစုံဆိုမျောလင်းချက်နိုင်နိုင်နေကွက်လက်ပြီးတော့ခါကြတော့တဲ့ဘရာဇီးအသင်းကနေပြီးတော့နိုင်တော့အော် sorry ကွက်လက်ပြီးတော့ဘရာဇီးအသင်းကနေပြီးတော့နိုင်တာမဟုတ်ပါဘူး market ရှိမှတော့ဆိုရှုံသွားခဲ့တယ်တဲ့အဲ့ဆိုနံပါတ်1မှာစိတ်တဲ့နှင်းပတ်သက်၍နှိစိတ်တဲ့ကနှင်းပတ်သက်၍ပြောတယ်ရေးတယ်စဉ်းစားတယ်တွေးတောတယ်လီလာတယ်အဲ့လိုအထိပ္ပယ်ပါနှင်းပတ်သက်ပြီးဘာလို့မှလဲအနောက်မှာဟာနာရှိမတ်ပြောတယ်ရေးတယ်စဉ်းစားတယ်တွေးတောတယ်လီလာတယ်ဆက်စမေးရှင်းပြတယ် ယ်အဲ့လိုပုံစံမျိုးတွေနဲ့တုံးတာဖြစ်ပါတယ်ဒီမှာရေးတာတွေပါတယ်မာမမပါဘူးဟုတ်ပြီနော်နံပါတ်1ကလေးကိုခဏထားလိုက်မယ်အဖေကနံပါတ်1မို့လို့နံပါတ်3ကကြာနီးတုတ်တဲ့ရအဖို့အတွက်ဟုတ်ပြီနော်ကျွန်တော်အဖို့ကျွန်တော်အတွက်ကတော့ရန်တရာပစ္စည်းဆိုတာလည်းများပါတယ်ဟုတ်ပြီနော်နော်ကျွန်တော်အဖို့ကျွန်တော်အတွက်ကတော့ဂျပန်ကတော့တကယ်ကိုနေချင်ရကောင်းတဲ့နေရာလေးဖြစ်ပါတယ်အဲ့လိုမျိုးသူများတွေအဖို့အတွက်ကမှန်ချင်မှမှန်လိမ့်မယ်ကို့အဖို့ကို့အတွက်ဆိုပြီးတော့ပြောချင်တဲ့အခါမျိုးလေးမှာတုံးတာ ဟုတ်ပြီနော်နီစီတဲ့နှစ်ပတ်သက်ရွေးအဲ့လိုပဲနီခန်စတိတ်ကလည်းနှစ်ပတ်သက်ရွေးဟောဒါဆိုလို့ရှိရင်နံပါတ်1ကနီစီတဲ့ကလည်းနှစ်ပတ်သက်ရွေးနံပါတ်နံပါတ်4ကနီခန်စတိတ်ကလည်းနှစ်ပတ်သက်ရွေးဒါဆိုဘာกว่าလဲဆိုရင်ဘာမှမกว่าဘူးနီစီတဲ့ကကြတော့စကားပြောမှာ၃နာဖြစ်ပြီးတော့ခါကြတော့နီခန်စတိတ်ကကြတော့စာရေးသားမှာ၃နာ ဟုတ်ပြီနော်စာရေးသားမှာတုံးတာဒါဆိုလို့ရှိရင်ဒါလေးရမယ်ကေဒါဆိုလို့ရှိရင်နီဟန်စတေးဆိုတဲ့ဒါလေးကနီရဲ့ဒီမှာဟန်စတေးရပေါင်းလိုက်တယ်နီဟန်စတေးမင်းနာနိုယောဆိုနီဟန်စတေးအဲ့ဆိုကကြအားလုံးရဲ့မျောလင်းချက်ကိုမလုပ်တာလဲစန့်ကျင်တာဟန်စတေးကစန့်ကျင်တာဖြစ်ပါတယ်စန့်ကျင်တာကဲစန့်ကျင်နေဆိုတော့ခါကြတော့ဘလို့ယာရီယူစန့်ကျင်မှာလဲဆိုအခုပါတယ်ယောဆိုဆိုတဲ့ချူတင်ခမန်းချက်တွေကိုစန့်ကျင်တာဟုတ်ပြီနော်ချူတင်ခမန်းဆက်ချက်တွေကိုစန့်ကျင်နေစီကန်းတွေကိုစန့်ကျင်နေဥမာအဖြစ်အာညဟိုပါဘောနော်အာအဆောင်ကအာ အဆောင်မှုကိုခွင့်မတိုင်မဲနဲ့ညအပြင်မှာအိတ်တွေဆိုတာကစီကံဥပဒေတွေအဆောင်ရဲ့စီကံကိုစန့်ကျင်တာပဲဖြစ်ပါတယ်အဲ့လိုမျိုးစီကံတွေကိုစန့်ကျင်တဲ့စန့်ကျင်တာတွေကသူက၃မျိုးလောက်ရှိတယ်စန့်ကျင်နေစီကံတွေကိုစန့်ကျင်မဲ့ခုနအောင်ကပြောတယ်ရောဆိုးဆွေချူတင်ခံမှန်းချက်တွေကိုစီကံမှာဆိုစီကျင်ဖြစ်နေစီကျင်ဖြစ်နေအော်ဘီနော်ကြိုတင်ခံမှန်းချက်တွေကိုစန့်ကျင်မယ်ကြိုတင်ခံမှန်းချက်တွေကိုစန့်ကျင်မယ်အော်ဘီမျော်လင့်ချက်တွေကိုစန့်ကျင်မယ် ။ဟုတ်ပြီနော်။မျောလင်းချက်တွေကိုစန့်ကျင်မယ်။ကိုယ့်ရဲ့မျောလင်းချက်တွေကိုစန့်ကျင်မယ်။မျောလင်းချက်တွေကိုစန့်ကျင်မယ်။အဲ့လိုအတိတ်ပဲမျိုးမှာတုံးတာ။အခုလည်းကြည့်လိုက်ဘရာဇီးရဲ့တင်းကနိုင်မဲလို့အားလုံးကကြိုတင်ခံမှန်းထားတာ။အဲ့ဒီကြိုတင်ခံမှန်းချက်ကိုစန့်ကျင်ပြီးဘရာဇီးတင်းကရှုံးသွားခဲ့တယ်။ဒါဆိုရပြီနော်။ပူရာကြီးလို့ရှိမှုဆိုပြီးပေးထားတယ်။ကဲဟုတ်ပြီ။နံပါတ်2နိဗ္ဗာန်ကိုဆက်သွားမယ်။နိဗ္ဗာန်ကကြတော့ဂျူနဲအီဂျောဆိုတာကဆယ်နှစ်နဲ့အထက်တဲ့ခပ်တိတ်တမွေးထားတယ်။ဆယ်နှစ်နဲ့အထက်မွေးထားဆိုတာ17နှစ်22နှစ်လောက်ရှိနေပြီပေါ့။အဲ့လိုမွေးထားတဲ့အင်းနုကကြောင်လေးကအော် sorry ခွေးလေးက ဟုတ်ပြီနော်အားကြောင့်ကကြာအင်းတို့ကခွေးလေးကနိရှိစွာတည်သွားတယ်တည်သွားတဲ့အတွက်ကြောင့်မို့လို့ခနာရှိကုတဲ့ဝန်းနေပြီးတော့နိုင်နာနီကွက်လက်တယ်တဲ့အားကြောင့်ကကြာတော့နိုရာနိုင်နိုရာနိုင်ရနိုရီမတ်စ်ကရှိတယ်နိုရာနိုင်ဝန်းနေပြီးတော့မစီဘူးလားအီရာနိုင်ကဝန်းနေပြီးတော့မလိုဘူးလားနာရနိုင်ကခနာထားလိုက်ရှီရာနိုင်တော့ဝန်းနေပြီးတော့မတည်ဘူးလားမဟုတ်ဘူးကျန်တာတွေအားလုံးမဟုတ်ဘူးအဖြေကစမ်းပန် ဒါပြင်တော့အဖြေကစမ်းမန်ဒါဆိုရင်ဒီမဒီရဟာလေးကိုဒါလေးကအဖြေနံပါတ်2ဒါလေးကအဖြေစမ်းမန်ဘာဖြစ်လို့လဲဆိုတော့ခါကြစဉ်းစားကြည့်လိုက်လေခန္ဓာရှိကဝမ်းနေတာဣကိုဖြုတ်ခုတေပေါင်းပေါင်းပြီးတော့ခါကြနာဒီမက်စ်နဲ့ပေါင်းထားတာလေဟုတ်ပြီနော်ဣကိုဖြုတ်ခုတေပေါင်းပြီးတော့ခါကြတော့နာဒီမက်စ်နဲ့ပေါင်းထားတယ်နာရနိုင်နေဖြစ်ပါတယ်အဲဆိုခါကြတော့ခန္ဓာရှိကုတေနာရနိုင်ဟုတ်ပြီနော်အယံကိုဝမ်းနေတယ်ဘတ်တေနာရနိုင်ဆိုရင်ကရမဘတန်လေးရှိတာဝို့ဟုတ်ပြီနော်ဘတ်တေနာရနိုင်ဘတ်တေနာရနိုင်ဆိုရင်ကရမဘတန်လေးကအန်3မှာပါတာအ ရန်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အရန်နာနီနာနီတယ်ဆိုတဲ့အဓိပ္ပာယ်အရန်ဝန်းနေတယ်ဟုတ်ပြီနော်အဲ့လိုအတိတ်ပဲမျိုးအမ်ဘတ်တေတာမာရာနိုင်ပုံစံမျိုးပဲဒါပေမဲ့သူကစိတ်တစ်ခုထဲမှာပဲကိုစားပြောတာဘတ်တေတာမာရာနိုင်ကစိတ်ကောရုပ်ကောတိမခန့်နိုင်တော့ဘူးဆိုတဲ့အခြေအနေဒါကကြတော့စိတ်တစ်ခုထဲပဲတိမခန့်နိုင်တာအယံဝန်းနေတယ်ဒါဆိုရပြီနော်ဒါဆိုရမယ်နောက်တစ်ခုနမတ်35စန်ဂျူဂောဘန်မှာဆိုရင်အဲရှုရှော့ကူကအလုတ်ဝင်တာကခင်မတာ ဆုံးဖြတ်လိုက်တယ်။အဲဆိုတော့အကကြတော့ပြောချင်တာကအလုံဝင်တာကဆုံးဖြတ်လိုက်တယ်ဆိုတာအလုံရတာတေချာသွားခဲ့တာကိုပြောတာ။အလုံကတေချာသွားခဲ့တယ်။နိုင်နာနေကွက်လက်ပြီးတော့ဂမ်ဘာတဲ့စူးစားပြီးတော့ဟာတာရာခွစမိုဒီဒါအလုံလုတ်ဖို့ရည်ရွယ်ထားတယ်။အဲဆိုတော့အကကြတော့အလုံရတာကကွက်လက်တေချာသွားတယ်ကွက်လက်တေချာသွားခဲ့တယ်ကွက်လက်စူးစားပြီးတော့အလုံလုတ်ဖို့ရည်ရွယ်ထားတယ်။နံပါတ်1ကခါရာဝါခါရာဝါကဂါစပီးဆိုတဲ့အတိတ်ပဲဂဒဲကဆိုတဲ့အတိတ်ပဲသူကဆုံးဖြတ်ချက်တွေပြောင်းလဲချက်တွေနဲ့တုံးတယ်။ ဆုံးဖြတ်ချက်တွေလိုက်မယ်နောက်ထပ်တစ်ခုကအနောက်မှာပြောင်းလဲချက်တွေလိုက်တယ်ဆုံးဖြတ်ချက်တို့ပြောင်းလဲချက်တို့အဲ့လိုမျိုးလိုက်တယ်အခုဆိုရင်လည်းအနောက်မှာကြီးလိုက်သူကဆုံးဖြတ်တာအလုတ်ကနေပြီးတော့တတ်မှတ်တာကွာအလုတ်ရတာတေချာသွားခင်းရင်းဆိုတဲ့အတိတ်ပဲအလုတ်ကတေချာသွားရင်စူးစားပြီးတော့အလုတ်လုံးမယ်ဆုံးဖြတ်လိုက်တာနောက်မှာစူးစားပြီးအလုတ်လုံးမယ်ဆုံးဖြတ်ချက်လိုက်လိုက်တယ်အဲ့တော့ခါရာဝါဒါဆိုရင်ခါရာကမရဘူးလားအလုတ်တရားဆိုလို့ရှိရင်သူ့ရဲ့အတိတ်ပဲကကတဲ့ကဒါမှမဟုတ်ရင်ကစပြီးအလုတ်တေချာသွားခဲ့တာကစပြီး ကားစားပြီဟုတ်ပြီနော်ဒါမှမဟုတ်ရင်လည်းကတဲ့ကလိုလည်းဘာသာပြန်လို့ရတယ်ကတဲ့ကဆိုလည်းဘာသာပြန်မယ်ဆိုရင်လည်းအလုံးတေချာသွားကတဲ့ကစူးစားပြီးတော့အလုံးလုံးမယ်အဲ့လိုအတိတ်ပဲဒါကြောင့်မို့အဖြေကနံပါတ်1ဟုတ်ပြီနော်အဖြေကနံပါတ်1ဒါဆိုရင်အဖြေကနံပါတ်1ဒါဆိုရပြီနော်ဒါဆိုရင်ခါရကဘာလို့မတုံးတာလေးပေါ့အဲ့လိုမေးလို့ရတယ်အဲ့လိုမေးမယ်ဆိုရင် 1A ကနေကတော့1ဆိုတာကသူ့နောက်ကအကြောင်းအရာကိုအဓိကထားပြီးဖော်ပြတာဖြစ်ပြီးကဆိုတာသူ့ရှေ့ကအကြောင်းအရာကိုအဓိကထားပြီးဖော်ပြတာအလုံးတတ်မှတ်ပြီးတာ ဟုတ်ပြီနော်သတ်မှတ်ပြီးတာတော့ဟုတ်တယ်ဒါပေမဲ့ဒီမှာဘာဖြစ်လို့ဝါဟုတ်တုံးလဲသူနောက်ကအကြောင်းအရာစူးစမ်းပြီးအလုံးလုံးမယ်ဆိုတာလည်းလုံးဝတဟာရည်ရွယ်ချက်မဟုတ်ဘူးလားဟုတ်တယ်နော်အဲ့တော့အပြင်ကိုနောက်ထပ်တစ်ခုကဘာဖြစ်လို့ဝါဟုတ်နံပါတ်1ကိုသုံးလိုက်လဲဆိုဒီမှာကြည့်လိုက်ဂါဆိုတာပါပြီးတာဂါဂါနှစ်ခါကြီးထက်တာမျိုးမရှိဘူးဒါကြောင့်မို့အပြင်နံပါတ်1မထည့်ဘူး ဟုတ်ပြီနော်နောက်ထပ်တစ်ခုဝါဆိုတာကသူ့နောက်ကအတိတ်ပဲပြောရမယ်ဆိုအလုတ်တတ်မှတ်တာအလုတ်တေချသွားခဲ့ရင်တော့ငါတော့အလုတ်ကိုတေချပါလုံမင်းအဓိကတေချတာလုံမယ်ဆိုရင်အတိတ်ပဲကိုဖော်ပြတာလေခါရနီနီးကကြတော့အချိန်မှပဲတုံးတယ်ဟုတ်ပြီနော်ထို့ကကြတော့ဆိုရင်ဆိုပြီးဆိုရင်အတိတ်ပဲအဲ့ဒါကြောင့်မို့လို့အဖေကဘာရသွားလဲဆိုရင်ခါရဝရပါတယ်ဒါဆိုရင်ရပြီနော် နောက်ထပ်တစ်ခုသွားမယ်စန်ဂျူရော့ကိုပဲစန်ဂျူရော့ကိုပဲကကြတော့အကီမာရင်တော့ကွန်ပျူတာရှိမှရှိတဲ့မန်ရှင်တိုက်ခန်းဟုတ်ပြီနော်အဲ့ဒီတိုက်ခန်းရဲ့ခန်းချင်အဲကန်ဆယ်ဆိုကန်ဆယ်ဆိုဆိုတာတိုက်ခန်းဆောက်လို့ရေးအဲ့ဒီဆောက်လို့ရေးကိုနာနီနာနီမွန်တိုင်းကအိုကီကူနဲ့တဲ့ရီတို့တဲ့ပြဿနာတွေအကြီးကြီးဖြစ်နေတယ်ပြဿနာတွေကြီးထွားနေတယ်ကင်အားဆိုနမတစ်ကခုမဲတဲ့ခုမဲတဲ့ဆိုတာကကိုယ့်ရဲ့စိတ်နှလုံးသားတွေကိုထဲတာခုခိုးတို့ခုမဲတဲ့ဟုတ်ပြီနော်ဝူပါတီကန်နဲ့တော့တွဲတာတော့ဟုတ်တယ်စိတ်နှလုံးသားတွေထဲတာအမေအတွက်အဲကျမရဲ့ဟိုပါပေါ့နော်အဲစိတ်နှလုံး ုံးသားကိုထည့်ပြီးတော့ခါကြတော့ပန်းလေးကိုထိုးထားပါတယ်ပန်းလေးစိုက်ပြိုးထားပါတယ်အာအမေအမေမွေးနေ့အတွက်အဲကျမရဲ့စိတ်နှလုံးသားတွေကိုထည့်ပြီးတော့ခါကြလက်ဆောင်လေးပြင်ဆင်ထားပါတယ်အဲ့လိုမျိုးမှာတုံးတာမေဂူရုမေဂူရုဆိုရန်ဖြစ်တယ်ထိုးတယ်ချိန်တယ်အရှိယကိစ္စကိုအကြောင်းပြုပြီးအိုမေဂူရုအရှိယကိစ္စကိုအကြောင်းပြုပြီးအနောက်မှာပြဿနာတွေဖြစ်တယ်ရန်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပြဿနာပါလားလို့ကြည့်လိုက်တော့ဒီမှာမွန်တိုင်းဆိုတဲ့ပြဿနာပါလာတယ်ဒါကြောင့်မို့လို့အဖြေကနံပါတ်2ပြောရမယ်ဆိုရင်ကွာဘူတာရဲ့အရှိမရှိတဲ့တိုက်ခန်းဆောက်လုပ်တာကိုအကြောင်းပြုပြီးတော့ခါကြပြဿနာတွေကြီးထွားနေတယ် တယ်။အဲ့ဒီမေဂူရုကဆိုလို့ရှိရင်အဖေရဲ့အမွေတွေကိုအကြောင်းပြုပြီးတော့အခါကျညီကိုနမောင်နမတွေရံဖြစ်တယ်။အဲ့လိုပဲအခုလည်းဘုဒ္ဓအရှိကတိုက်ခန်းကိုတိုက်ခန်းရဲ့ဆောက်လို့ရေးကိုအကြောင်းပြုပြီးတော့အခါကျတော့အနောက်မှာပြဿနာတွေဖြစ်ဖြစ်နေတယ်။အဲ့ဒီအထိပဲရံဖြစ်တဲ့ထိုးတဲ့ကြိုက်တဲ့ပြဿနာတက်တယ်။အဲ့လိုအထိပဲပါ။နံပါတ်3ကကျတော့အာတိုးစုတိုးစုဆိုတာကထောက်ရှောင်မှတက်ဆင်ဆိုတဲ့အထိပဲ။ နောက်ဟိုတိုးရှိမှဆိုရင်နောက်ဟိုတိုးဆုဆိုလို့ရှိရင်ထောက်ရှောက်မှတ်တဆင်ဥမာအဖြစ်ကျွန်တော်နဲ့ကျွန်တော်ကောင်မလေးနဲ့တွေ့တာကတော့စီနီယာမှတ်တဆင်ဖြစ်ပါတယ်အိမ်မှတ်တဆင်ထောက်ရှောက်ဆိုလို့ရှိရင်ရာသီဥတုထပြောရမယ်ဆိုရင်ကွာတရာသီလုံးထောက်ရှောက် ပြောရမယ်ဆိုတော့အချိန်ဆိုရင်တောက်လျှောက်အဲ့လိုတိပဲနံပါတ်၄ကကြတော့ဘာပေးတာလဲဆိုလို့ရှိရင်အဲထိုမိုနာဟုဆိုတဲ့ grammar pattern လေးပေါ့ထိုမိုနာဟုကကြတော့နှင်းအတူဆိုရင်အတိပဲဟုတ်ပြီနော်နှင်းအတူဆိုတဲ့အတိပဲနှင်းအတူဆိုတော့နောင်းထိုမိုနာဟုဆိုတော့နောင်းကိုနောင်းနှင်းအတူဆိုတဲ့အတိပဲဒါကြောင့်မို့အရာမီရအောင်ဒါကြောင့်မို့အဖြေကနံပါတ်၄ ကဲဟုတ်ပြီစန်ဂျူနာနာဗန်ဒါမဲအင်္ဂါဆိုရင်ခနုကျော်ဟာကောင်မာလီရဆိုလို့ရှိရင်ဥတမိုတေးတချင်းရောဒီမှာမိုဆိုတဲ့ကရမှာပတ်တန်လေးပါတယ်ဥတမိုတေးတချင်းရောနောက်ထပ်တစ်ခုနိုင်နာနေကွက်လက်ပြီးတော့ခါကြတော့သူကဗာပေးထားလဲဆိုဖက်ရှင်မော်ဒယ်ပေါ့နော်ဖက်ရှင်မော်ဒယ်လေးပဲစတေးလုပ်နေတယ် fashion model လေးပဲလုပ်နေတယ်။မိုးမိုးဆိုရင်ဘာပဲလိုက်မှာလဲ။မိုးဘာမိုး grandma pattern လေးပဲပြီးလေးပဲဟုတ်တယ်နော်။အဲ့ဒါအသေးသေးတာလေး။သူမကတချင်းလေးပဲစုပြီးအဲ့ပြီး fashion model လေးပဲလုပ်နေတယ်။အဲ့ဒါကြောင့်မို့အဖြေကနံပါတ်လေးဒါတော့အကြောင်းကြောင့်သားတို့သိပြီးသား and 3မှာဆိုလို့ရှိရင်တော့မိမိခါရ grandma မှာမပါဘူး and 2မိမိခါရ grandma မှာမိုးဘာမိုး grandma pattern ပါတယ်။တကယ်လို့မိမိခါရကိုင်တာမဟုတ်ဘဲနဲ့ရှင်ကန်းဆန်းကိုင်တဲ့သူတွေဆိုလို့ရှိရင် and 3ရှင်ကန်းဆန်းမှာမိုးဘာမိုးပါပါတယ်။ and 2မှာ တော့ပါမမပါဘူးเนาะကဲဟုတ်ပြီစန်ဂျူဟာချီပန်အန်တူမှာပါမပါတဲ့ဆိုင်မသိဘူးအာအန်တူရှင်းကန်းဆံမှာမဟုတ်ဘဲနဲ့အန်ထရီရှင်းကန်းဆံမှာမူဘမူကစားပုတ်စာအတွက်ဆိုပြီးတော့တင်နေဟိုးနောက်ဆုံးပိုင်းလေးမှာပါပါတယ်နောက်ထပ်တစ်ခုသားမယ်စန်ဂျူဟာချီပန်အဲ့မှာဆိုလို့ရှိရင်ယာမမိုတိုခေါ်ဂျွန်းတော့ယာမပိုတိုပေါမောက်ခါရဲ့ယာမမိုတိုပေါမောက်ခါရဲ့အဲဗာလဲဆိုတော့ခါကြလမ်းညွန်ချက်ပေါ့ ောက်ပြီနော်လမ်းညွန်ချက်အောက်ဆောက်ကကြတော့ရမမှုတို့ပမောက်ခရဲ့ကြည်သူနော်လမ်းညွန်ချက်ရဲ့နိုင်နာနေကွက်လက်ပြီးတော့ခါကြတော့ဂက်စီတချီဟာចောင်းသူចောင်းသားတွေကသူ့တည်တနာတွေလုံနေကြတယ်တဲ့အောက်ဆောက်ကကြတော့အဲစိန်ရရဲ့လမ်းညွန်မှုအောက်မှာဆိုဘာနဲ့သွားတုံးလဲမွတ်တူတဲ့ဟုတ်တယ်နော်လမ်းညွန်မှုရဲ့အောက်မှာဥမာအဖြစ်အဲဒါတွေဟာအကုန်လုံးဒါရှင်အမီမီကာရဂရမ်မာထဲမှာဆိုဒါတွေအကုန်ပါတယ်နော်မပါတာဘာမှမဖြစ်ကျွန်တော်တော့မီမီကာရခိုင်တာဖြစ်တဲ့အတွက်ဒါဟိုဟာဖြစ်တာရှင်ကန်းစံထဲမှာလည်းပါမှာပဲဘယ် train ထဲမှာလည်းပါမှာပဲဘယ်ထဲမှာနေနေအကုန်ပါတယ်ဒီဟာတွေက အငါတို့မတင်ခဲ့ရဘူးဆိုတာရှိမှာမဟုတ်ဘူးအဲ့ဒါတေချာပေါက်ပဲပဲစောင်းမှာပဲနေနေပြေးမလို့ဘူးဟုတ်ပြီနော်မွတ်တိုတဲ့နောင်တော့မွတ်တိုတဲ့ဆိုလို့ရှိရင်နောင်ရဲ့လက်အောက်မှာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကပြင်သစ်ကနမဲကြီးတဲ့စဖို့မှုရဲ့လက်အောက်မှာစဖို့မှုတင်နှန်းကိုတက်ခဲ့တာအဲ့ဒီလိုအထိပ်ပဲဟုတ်ပြီနော်အဲ့ဒါကြောင့်မို့နမနှစ်မွတ်တိုကကြတော့အခြေခံတာနမ3ကကြောင့်မွတ်တိုကအခြေခံဒီပဲဒါလေမွတ်တိုတို့ကအခြေခံနှစ်အတူဆိုတဲ့အထိပ်ပဲမျိုးဖြစ်သွားတယ်ဒါကြောင့်မို့မွတ်တိုတဲ့နော်သူ့ရဲ့ညွန့်ချမှုရဲ့လက်အောက်မှာအဖြစ်နမနှစ် ပြန်ဟုတ်ပြီဆန်ဂျူကျူဘန်မှာဆိုလို့ရှိရင်စမီမာဆန်စိတ်မရှိပါနဲ့။ဘာပြီးထားလဲဆိုရင်ဖန်ကေ့စ်ကိုအော်စတြေးလျကကြတော့အဲသူကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်လေသူကဟိုလေဘောပင်ထဲတဲ့အိတ်ပေါ့ကွ။အဲဒီဘောပင်ထဲတဲ့အိတ်ကိုဝါစတဲတန်းတော်တဲ့မိခဲ့တဲ့အတွက်ဘောရုပန်ကိုဘောပင်ကိုနိုင်နာနီကွက်လပ်ပါ။အဲဆိုဘောပင်လေးငှားပေးပါဗော။ကို့မှာဘောပင်ဘောပင်ထဲတဲ့အိတ်ကမိနေခဲ့တာ။ဟုတ်တယ်နော်။အဲဆိုကတ်စတကတ်စတခါရီတဲ့ခါရီတဲ့အဲဟာလေးပေးထားတယ်။အဲဆိုတော့ခါကြတော့ငှားပေးလို့ရမလား။ ဟုတ်ပြီနော်ငါပြေးလို့ရမလားဆိုရင် custody ခူတာဆိုင်မှာဆန်းကပဲလေဒါပဲမဟုတ်ဘူးလားဟုတ်တယ်နော်ဒီဟာပဲအားကြောင့်မို့လို့ငါပြေးလို့ရမလား custody မို့လားအာခူတာဆိုင်မှာဆန်းကငါပြေးလို့မရမလားဒီဟာလေးမှာကျမတို့လာအာညင်းတဲ့နေသူတွေများရှင်လဲလာညင်းလို့ရပါတယ် ဟုတ်နော်ဘာလို့လဲဆိုတော့ဒီစာကြောင်းလေးကိုကျွန်မအရင်အရင်နှစ်ကလည်းဒီစာကြောင်းလေးကိုရှင်းပြပူပါတယ်အောက်မှာအာလာညင်းထားတဲ့ comment လေးတွေတွေ့တယ်ပေါ့နော် အရင်ဝမ်းတာတယ်ဘာဖြစ်လို့လဲဆိုတော့ဩသူတို့စာရေးလိုက်လို့ပါလားပေါ့နော်အဲ့လိုမျိုးသူတို့ရဲ့အာဟိုပါပေါ့နော် n4 မှာတင်ခဲ့ထားတာခါရီးတဲကကြတော့ကိုကဘာလဲဆိုရင် မရှိလို့ ူများစီမှာသွားရှိတာဒါကကြတော့ကိုကရှိလို့သူများအုတ်ချေးပေးတာပေါ့အခုကြတော့ကိုမှမရှိတာဘာဖြစ်လို့ခါစတဲ့သုံးတာလဲပေါ့အဲ့လိုမေးတာအဲ့ဒါလေးက N3 ရဲ့ရှင်ကန်ဆန်ဟုတ်ပြီနော်ရှင်ကန်ဆန်အဲ listening အဲ့ဒီမှာတီချာချာရှင်းပြတာပါတယ်ကျမတို့အဲ့အစာကိုတင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမစီမှာတက်တဲ့သူဆိုရင်တော့ဒါအသိပါတယ်ပေါ့နော်အဲ့ဒါဆိုတော့ရှင်ကန်ဆန် listening မှာတီချာပေါ့ဒါလေး ဟုတ်ပြီနော်ဒါလေးပါပါတယ်မယုံလို့ရှင်အိမ်မှာသွားကြည့်ပါတကယ်လို့အောက်ကနေကွန်မန့်မန့်ကျင်တဲ့သူများရှင်လဲမှန်းခဲ့ပါကျွန်တော်အိဆိုင်ရွက်ကလေးအမှန်ပေးပါမယ်နော်ငကယ်အားဆိုလို့ရှင်ခါစတိတ်ခရာဆိုင်မှာစံကငါပေးလို့ရမလားခါရီတဲ့အိမ်မှာဆိုရင်စိမ်းပြပြမယ်နောက်ထပ်တစ်ခုကကြတော့ဒီပေါ့နော်ဘောပြန်လေးငါပေးလို့ရမလားဆိုလို့ရှင်သူများကကို့ကိုပေးတဲ့ဟာကိုပဲယူရမှာဟုတ်တယ်နော်သူများကကို့ကိုမေးတဲ့ဟာအားဆိုခုတဲ့မက်စ်နဲ့ခရာဆိုင်မက်စ်ကသူများကကို့ကိုပေးတာဖြစ်တဲ့အတွက်ဒါမှန်နေဒါဆိုလို့ရှင်အီတာဒါကီမာဆန်ကာကိုသွားကြည့်လိုက်အီတာဒါကီမာဆန်ကာကိုကလက်ခံရယူတာ ဟုတ်တယ်နော်အီတာတာကီမတ်စ်ကကိုကလက်ခံရယူတာခါစတေးအီတာတာကီမတ်စ်အဲ့ဟာကြီးလုံးဝတုံးလို့မရဘူးဟုတ်ပြီနော်ငါပြီးတော့ကိုလက်ခံပါမယ်ငါပြီးလို့ရမလားပဲတုံးပါဟုတ်ပြီနော်အပြရောကကြတော့ခါရီတက်မူမူရာအီမာဆန်ကမူရာအီမက်စ်ကလည်းလက်ခံရရှိတာပဲအပြရောကကြတော့ခါရီတက်အာဂင်မာဆန်အာဂင်မက်စ်ကကိုကပေးတာမလို့လုံးဝအမှားဟုတ်ပြီနော်အဲဆိုတော့ကကြတော့ပြောချင်တာကကွာဒီရဲ့ခါစတက်နဲ့ခါရီတက်ကိုအမ်ကျွန်မဒီမှာအများကြီးမရှင်းပြသွားတော့ဘူး ဒီမှာကြာနေမှာဆိုလို့အများကြီးမရှင်းပြတော့အဲမရှင်းပြတော့ဘူးဆိုပေမဲ့လည်းရှင်းပြလိုက်အောင်ခဏလေးနော်ပြအားဆိုရင်ကျမဒီဟာလေးကိုပါတစ်ခါလေးရှင်းပြလိုက်မယ်။စောက်လေးတော့ဖွင့်နေလို့ခဏရက်လိုက်တာเนาะ။ခဲဒီစောက်ထဲမှာ listening စောက်ထဲမှာပါပါတယ်။စမျက်နှာကဘလောက်လဲဆိုတော့25 25ရိုက်ထည့်လိုက်။စမျက်နှာ25စမျက်နှာ25ဒီနေရာလေးမှာအဲ့မှာကြည့်လိုက်။ခါရီတုနဲ့ခါစု ဟုတ်ပြီနော်ခါရီရုနဲ့ခါစုမှာဆိုရင်ကြောင်းကြောင်းသားတော်တော်များများအဲ့နေရာလေးကိုမှားတတ်တယ်ပေါ့ခါရီရုနဲ့ခါစုကကြတော့ဒီမှာကြည့်ခါရီရုဆိုတဲ့စကားလုံးလေးကဟာနာဆုဟိတုံတော့ဒိုခိဆိုပြီးတော့ပေးထားတာစကားပြောတဲ့သူကလောက်ရမယ်ကိစ္စဟုတ်ပြီနော်ငငယ်တုန်းကတော့အလွယ်အနေနဲ့ခါရီရုဟုတ်ပြီနော်ခါရီရုဆိုပြီးတော့ပေးထားတဲ့ခါစုကကြတော့ဘာလဲဆိုခိကုဟိတုံတော့ဒိုဆိုအဲ့တုန်းကလေခါရီရုဆိုရင်ကို့မှာရှိလို့ကိုကိုကနေပြီးတော့မရှိလို့ကိုကနေချီးတာ အဲ့လိုမျိုးအာခဆုကကြခရှိမတ်ကိုအရှိလို့ရှင်းပြတာအဲ့လိုပုံစံမျိုးမှတ်တာလေရရရဒါပေမဲ့လေအာတကယ်ဒီ grammar ဘိုင်းမှာကြတော့ဒီလိုမျိုးပေါ့နော်စကားပြောတဲ့သူကလုံမလားနားထောင်တဲ့သူကလုံမလားဆိုတော့ပုံစံမျိုးလေးကိုတုံးလိုက်တာတော့ပို့ပြီးတော့အဆင်ပြေတယ်ခါရီရူကကြတော့ခါရီမတ်ပေါ့ငါတို့အမြဲတမ်းပြောတဲ့စကားလုံးလေးကနော်အာရောကကြတော့ကိုကနေသွားချင်းမေပေါ့အဲ့ဒါဟာနာဆူဟီတိုကဒိုးဒိုးစဖြစ်ပါတယ်စကားပြောတဲ့သူရဲ့လုတ်တဲ့ကိစ္စဒီမှာဆိုရင်ခဆုကကြတော့ခါရှိမတ်ပေါ့ငါတို့ခုနတင်တဲ့ခါရှိမတ်ခါရှိမတ်ကကြတော့ဗာလေးဆို ိုခိကုဟီတိုနိုဒိုးစာဖြစ်ပါတယ်။နားထောင်နေသူလို့မှာအခုဆိုရင်စဉ်းစားကြည့်လိုက်ဒီမှာကြည့်ကာစတေတာတာကေမာဆန်ကငါပြေးလို့ရမလား။အဲ့မှာဆိုရင်ကျွန်မပြောပြမယ်။အာနားထောင်နေသူလို့အခုဟာ तू ကဘာပြောလဲဆိုတော့ခါကြတော့အခုဒီစာကြောင်းလေးမှာ ဒီစာကြောင်းလေးမှာဆိုလို့ရှိရင်လေအေးငါဘောပင်ထဲတဲ့အိတ်ကလေးမပါခဲ့ဘူးဒါကြောင့်မို့ဘောပင်လေးငှားပေးပါအဲ့လိုပြောတဲ့အခါမှာငှားပေးပါလို့ပြောလိုက်တာတော့ငှားမှာတော့ကိုပဲဒါပေမဲ့ငှားပေးရမှာဘယ်သူလဲငှားပေးရမှာနားထောင်နေတငယ်ချင်းကငှားပေးရမှာဟုတ်ပြီနော်ငှားပေးရမှာနားထောင်နေတငယ်ချင်းကငှားပေးရမှာနားထောင်သူကငှားပေးရမှာဟုတ်တယ်နော်နားထောင်သူကအေးငါ့စီမှာဘောပင်ကအမေရောက်မရှိရဲဆိုတော့အမေရောက်ကိုငှားလိုက်ရမယ်လीဟုတ်တယ်မို့လားအေးငါဘောပင်အိတ်တဲ့ဘောပင်ထဲတဲ့အိတ်မပါတဲ့အတွက်ကြောင့်မလို့နေငါဘောပင်လေးငှားပါဆိုရင်ငှားပေးရမှာနားထောင်နေသူကငှားမှာအေး ်းနေလို့ပြောလိုက်တဲ့အတွက်နားထောင်နေသူကလောက်ရမယ့်ကိစ္စကိုပဲငါတို့ကရှာမှာအဲ့နားထောင်နေသူလောက်ရမယ့်ကိစ္စဘယ်ဟာလဲဆိုရင်ဒီနေရာမှာပါဒီမှာခိကူရီတုံတော့ဒိုးဆာဆိုရဲနားထောင်နေသူလောက်ရမှာကခတ်စတေအီတာတာခေမန်ဆန်ကဖြစ်ပါတယ်ဒါလေးပါအဲ့ရနေပြီးတော့အဖြေယူရတာပါအဲ့ဒါလေးတွေကသွားပြီးတော့လေးလာတင်နေပေါ့နော်အန်ဒူးစင်မှာအဲ့ဒါလေးတွေလေးလာတင်နေ ဟုတ်ပြီနော်အဲဆိုတော့အခါကြဒီမှာဆိုရင် cash state data ကင်မာဆန်ကနားထောင်နေသူကလုံမယ်ဒါဆိုလို့ရှင်နားထောင်နေသူကငားပေးရမှာကွာဟုတ်တယ်နော်ငါနားထောင်နေသူကအာငားပေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုကကေအဲဆိုလို့ရှင်လေဆိုရင်ဒီမှာအီတာတာကင်မာဆန်ကယူမဟုတ်ဘူးလားဆိုပြီးတော့ तू ကပြောပြန်ရောဒါတစ်ခေါက်ပြန်ပြီးတော့ရှင်းရအောင်မေးဟုတ်တယ်နော်အဲအဲ့လိုပုံစံမျိုးတစ်ခေါက်ရှင်းရအောင်မေးဒါဆိုလို့ရှင်ရဲ့အဲ့ဒီတာတာကင်မာဆန်ငားပေးလို့ရမလားနားထောင်နေသူကလုံပေးရမှာအဲ့မှာဆိုရင်တကယ်တမ်းကကျမတို့အီတာတာကင်မာဆန်က ဒီဘက်မှာကြည်လိုက်အီဒါဒါခိမာဆန်ကတွေ့လားဒီနေရာမှာခိဖြစ်နေတာပါ တကယ်ကတော့ခိမဟုတ်ပါဘူးခဲဖြစ်ရမှာပါ အဲ့ဒါလေးမျက်စိမမှားသွားပါနဲ့ဒါလေးကရှင်ပြတာပါဟုတ်ပြီနော်ဒါကြောင့်မို့အခိုက်စတဲ့ခူတာဆိုင်မဆန်ကခုတဲ့မက်ခူတာဆိုင်မက်ကသူမြအကိုပေးတာလေအဲ့ဒါကြောင့်မို့နင်ငှားပေးလို့ရမလားဆိုတဲ့အတိတ်ပဲခိုက်စတဲ့ကိုလုံးဝတုံးရမှာဖြစ်ပါတယ်နားထောင်နေသူလုံးရမယ့်ဘက်ကိုတုံးနေဒါကကြတော့ကိုရတာနော်အဲ့ဒါဆိုတော့နားထောင်နေသူလုံးရမယ့်ဘက်ဒါကသူမြအကိုပေးတာဖြစ်တဲ့အတွက်ဒါကလည်းနားထောင်နေသူမြအပဲလုတာမဟုတ်ဘူးလားပြန်စဉ်းစားကြည့်လိုက်နော်ဒီမှာကြည့်လိုက်ခိုက်စတဲ့ကနားထောင်နေသူလုတာဖြစ်တဲ့အတွက်နားထောင်နေသူကသူမြ ဟဲငါဘောပင်အိတ်လေးမပါလို့နေငါ့ကိုဘောပင်လေးငါပေးလို့မရမှာဆိုတော့သူများကကိုငါပေးရတော့မယ်အဲ့ဒါကြောင့်မို့နားထောင်နေတယ်သူများကလုံမှာအဲ့လိုပဲခူရာဆိုင်းမတ်စံကဖြစ်တယ်ခူခူရာဆိုင်းမတ်ခူရဲမတ်ကသူများကကိုကိုပေးတာဖြစ်တဲ့အတွက်သူများပိုင်နေဘက်ဟုတ်ပြီနော်သူများကကိုကိုပေးတယ်ဆိုရင်သူများပိုင်နေဘက်ဒါကြောင့်မို့သူများသူများဆိုတော့ဒါကကြိုက်တယ်ဟုတ်ပြီနော်အီတာဒါခဲဆိုရင်တော့မှန်ပါပါခိဖြစ်နေတဲ့အတွက်ဒါလုံးဝမှားတယ်ဟုတ်ပြီနော်ခါရီတက်ဒီကလုံးဝမရပါဘူးကြပါပြီနော်ဒါဆိုရင်အားရရမယ်နော်ဒီဘက်မှာဒီနေရာလေးမှာလာပြီးလေ့လာလို့ကြပါတယ် ဆမျက်နှာက25မှာပါကဲဟုတ်ပြီနောက်ထပ်တစ်ခုသွားရအောင်နံပါတ်40 အဲဒါကတော့ဆီယမတယောက်နဲ့တယောက်ရှင်းပြတာလေးရလေနည်းနည်းလေးကွာတာလေဖြစ်ကောင်းဖြစ်နိုင်နေဒါပေမဲ့အတိတ်ပဲကတော့အတူတူပဲနေမှာကွာတယောက်နဲ့တယောက်ဟိုဟိုပါပေါ့နော်ရှင်းပြတဲ့ပုံစံလေးနည်းနည်းကွာပြီးတော့အခါကျတော့ကိုယ့်ဆက်ဆီယမရှင်းပြထားတာပို့ပြီးနားလွယ်လွယ်တယ်ဆိုရင်ကိုယ့်ဆက်ဆီယမရှင်းပြထားတဲ့နားလွယ်လွယ်တဲ့ဟာကိုပဲယူနော်ဒါကျွန်မကအဲဒါအေးဆမ်လေးပြပေးလိုက်တာဘာလို့လဲဆိုတော့ညင်းညင်းမှာဆိုလို့ညင်းမှာဆိုလို့ဆိုတာကလေးတွေကကျတော့တွေးထားတာတမျိုးကွာကျွန်မပြောလိုက်တာတမျိုးဆိုညင်းနေမှာဆိုလို့နော်အဲ့ဒါအာဒီနေရာမှာလာပြီးတော့လေ့လာလို့ရရယ်နော်ကြောင်ကြောင်သားတို့အဲ့ဒါ အဲ့မှာလေ့လာလို့ရတယ်ဆမ်မြန်နဲ့25မှာနော်ဒီမှာဆိုရင်ဒီမှာနောက်ထပ်ဆိုရင်မီရုဆိုရင်ဟာနာဆူဟီတိုကတို့လောက်ရမှာမီဆဲရုဆိုရင်နားထောင်နေတဲ့သူကလောက်ရမှာအဲ့လိုမျိုးလေးတွေပါတယ်ကဲဟုတ်ပြီနောက်ထပ်တစ်ခုဆက်ပြီးတော့သွားမယ် အဲ့ဒါကြီးပြောနေကြနေမှာဆိုလို့ကဲအဲ့ဆိုရင်နံပါတ်40မှာတော့ visa normal နိုင်နေ visa ပြဿနာနိုင်နေနေကွက်လက်ပြီးတော့ခါကြတော့ဂျီမူရှော်တဲ့ရုံးကမ်းမှာခီးတဲ့ခူရာဆိုင်ရုံးကမ်းကိုလာပြီးပါနံပါတ်1ကကြစီတဲ့နော်ကုတိုကနံပါတ်2ကကြသွတ်တဲ့နော်မူနိုကနံပါတ်3ကစတာကတဲ့နော်ကုတိုကနံပါတ်4ကခါခါဝတဲ့နော်မူနိုဝါဆိုပြီးတော့ပေးထားတယ်အဲ့ဆိုတော့ခါကြတော့စီတဲ့ကနှင်းပတ်သက်ရင်နော်ကုတိုဝါတွေကိုခဏဖေးထားနော်မူနိုဝါနော်မူနိုဝါနဲ့နော်ကုတိုဝါနဲ့တူတယ်လို့ပဲစိတ်ထဲမှာခဏထားလိုက်ဟုတ်ပြီနော်အဲ့ပြီးတော့ခါကြဒါကဒီမှာနော်မူနိုဝါဒီ မာနော့ခုတို့ကအဲ့ဒါဆိုအဲ့ဟာကိုခဏထားလိုက်ဒီမှာဆိုရင်တုတ်တက်ကျမတို့နံပါတ်1ကိုကြည့်လိုက်နံပါတ်1အယောင်လေးပြောင်းလိုက်မယ် နံပါတ်1ကိုကြည့်မယ်နော်နံပါတ်1မှာဆိုလို့ရှင်စီတဲ့စီတဲ့အနှစ်ပတ်သက်ယူအဲ့ဆိုဗီဇာနော်မွန်နိုင်နီစီတဲ့ဗီဇာကိစ္စနဲ့ပတ်သက်ပြီးဗီဇာပြဿနာနဲ့ပတ်သက်ပြီးရုံးကန်းအောင်လာခဲ့တာဒါလေးမကြိုက်ဘူးလားကြိုက်တာပေါ့အဖြစ်ကနံပါတ်1နောက်ကဟာတွေစဉ်းစားမြင်နေဒါဆိုရင်တုတ်တဲ့ကနီးတုတ်တဲ့ကအဖို့အတွက်လေအဲ့ဆိုဗီဇာနော်မွန်နိုင်နီတုတ်တဲ့ဗီဇာအဖို့အတွက်ဗီဇာပြဿနာအဖို့အတွက်မဟုတ်ဘူးအဖို့အတွက်ဆိုတော့ကျွန်တော်အဖို့ကျွန်တော်အတွက်ကတော့ရန်တရာများပါတယ်ရန်တထောင်မှများပါတယ်အဲ့လိုမျိုးတွေမှာပဲတောင်းတာကျွန်တော်အဖို့ကျွန်တော်အတွက်ကတော့ဂျပန်အပြိုရှာနေရာကြီးပဲဖြစ်ပါတယ်အဲ့လိုမျိုးမှာတောင်းတာမရဘူးအဲ့ဘလောက်ကကြာနီး စတာကတဲ့ကလိုက်နာတာငါပြင်တော့နင်းစတာကတဲ့ကနောက်တက်ကနှင့်အညီနှင့်အမြဆိုတဲ့အရေးပဲမျိုးရတယ်အဲ့ဆိုဗီဇာပြဿနာနှင့်အညီဗီဇာပြဿနာနှင့်အမြဘာမဆိုင်နောက်တက်ကခကဝတဲ့တက်ဆိုင်တာဖြစ်ပါတယ်ခကဝစုဆိုမတက်ဆိုင်ဘူးဆိုတဲ့အရေးပဲခကဝတဲ့ကကြတော့တက်ဆိုင်နေဆိုတဲ့ဟာပဲစဉ်းစားကြည့်အဲ့ဒါရဲ့ဘာမှမဆိုင်ဘူးအဲ့ဒါကြောင့်မို့လို့ဒီရဲ့အဖြစ်နံပါတ်1ဖြစ်ပါတယ်နောက်ကဟာတွေကိုလိုက်ပြီးစဉ်းစားမယ်နဲ့သူ့ရဲ့မတူတဲ့အချမ်းလေးတွေကိုလိုက်ကြည့်ကြည့် ကဲနောက်ထပ်တစ်ခုကိုသွားမယ်။နောက်ထပ်တစ်ခုကကြတော့ရှစ်ခုတိုင်းဝအင်စာဆိုလို့ရှိရင်ရတဲ့ပါဤအင်စာလုပ်ရင်ကောင်းနေအင်စာလုပ်ရင်ရပြီပြောရမယ်ဆိုတော့အင်စာလုပ်ရင်ကောင်းနေဆိုတာဒီမှာအင်စာလုပ်ရင်ရပြီပေါ့အဲ့လိုအဲ့လိုအဓိပ္ပာယ်ပေါ့အင်စာလုပ်ရင်ရပြီနောက်ထပ်တစ်ခုကကြတော့ရှီကာလီတီတီရှာရှာဟုတ်ပြီနော်အိုဘိုအဲဒူခိုတိုကဒိုင်ဆစ်စတာကောင်းကောင်းမှတ်မိဖို့ကအရေးကြီးပါတယ် ။ဒါပေမဲ့အင်စာလုံးရင်ရပြီးကွက်လက်ကောင်းကောင်းလုပ်ဖို့ကအရေးကြီးပါတယ်။ကောင်းကောင်းမှတ်မိဖို့ကအရေးကြီးပါတယ်။နံပါတ်1ကတူယူမိုနိုဝါနာခု၊နံပါတ်2ကတူယူမိုနိုနော်နာခု၊နံပါတ်3ကတူယူမိုနိုဒဲဝါနာခု၊နံပါတ်4ကတူယူမိုနိုတူနာခု။အဲ့ဒါဆိုတော့တူယူမိုနို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 တွေကအကုန်လုံးတူတူတွေပဲ။အဲ့ဒါဆိုအနောက်ကဟာလေးတွေကိုပဲလိုက်ပြီးတော့ဖတ်ကြည့်မယ်။ အနောက်ကဟာလေးတွေပဲလိုက်ပြီးကြည့်မယ်။ကင်အော့ဆိုလို့ရှိရင်ကြည့်မယ်။တုံယူမိုနိုဝါနာခုဆိုတာကအာအဲ့လိုဟာကြီးကမရှိဘူးနော်။ဒါရက်မရှိဘူး။နောက်ထပ်တစ်ခုကတုံယူမိုနိုနီနာခုဆိုတာကဆိုတာမဖြစ်နေဘူးဆိုတဲ့အဓိပ္ပာယ်မျိုး။နောက်တစ်ခုတုံယူမိုနိုဒေဝါနာခုဒေဝါနာခုဆိုတာလို့ဆိုတာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်။အဲ့လိုလို့ဆိုတာမဟုတ်ဘူး။ဒေဝနာခုအဲ့လိုလို့ဆိုအဲ့လိုလို့ဆိုတာမဟုတ်ဘူးပြောမယ်ဆိုအင်စာလုံးရင်ရပြီလို့ဆိုတာမဟုတ်ဘူး ဟုတ်ပြီနော်အင်စာလုပ်ရင်ရပြီလို့ဆိုတာဘဲမဟုတ်ဘူးပေါ့ကွယ်ဘဲမဟုတ်ဘူးသူယူမွန်တို့သေးဝါနောက်ခုဆိုအဲ့ဟာလေးဘဲမဟုတ်ဘူးဆိုတဲ့အဲ့ဒီပဲအင်စာရပြီအင်စာလုပ်ရင်ရပြီလို့ဆိုတာလေးဘဲမဟုတ်ပါဘူးတိတိချာချာနားလည်ဖို့ကအရေးကြီးပါတယ်နံပါတ်၄ကကြတော့ဒီရဟာကြတော့တူနာခုတူနာခုဆိုတာကသူယူမွန်တို့တူနာခုဆိုတာကအဲ့လိုအရာလို့မဟုတ်ဘူးဆိုတဲ့အဲ့ဒီပဲလို့ဆိုတဲ့အရာလို့ရင် မဟုတ်ဘူးဆိုတဲ့အဲ့ဒီပဲလို့ဆိုတဲ့အရာဆိုရင်မဟုတ်ဘူးအဲ့လိုမျိုးတွေမဟုတ်ဘူးဒါကြောင့်မို့အဖေကအင်စာလုပ်ရင်ရ ပြီလို့ဟုတ်ပြီနော်ဆိုတာမျိုးမဟုတ်ပါဘူးဆိုတော့အဖြေဆက်ပြန်သွားမယ် ဒါဆိုရပြီနော်အဲ့ဒါလေးရမယ်နောက်ထပ်တစ်ခုကယွန်ဂျူနီပန်ကိုဆက်သွားမယ်ယွန်ဂျူနီပန်မှာကကြတော့သူဘာပြေးထားလဲဆိုတော့တမောသားကြီးတော့တငယ်ချင်းရဲ့တန်ကျော်ပြင်းနေမွေးနေမှာတဲ့ဝါသက်ရှိဝကျွန်တော်ကကိုကိုတို့ခုမဲ့တဲ့စိတ်နှလုံးသားဖြစ်ထည့်ပြီးတော့ခါကြတော့အာအဲကိုပကြီးလေးကိုလုံးဝအာကိုရဲ့ချစ်ချင်းမြတ်တာတွေကိုထည့်ပြီးပေါ့နော်ပကြီးကိုပါလောက်တာလဲဆွဲတာဟုတ်ပြီနော်ခိုက်တဲ့ကဆွဲတာဖြစ်ပါတယ်ခိုက်တဲ့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 ဆွဲတယ်ဒါဆိုလို့ရှိရင်ဆွဲပေးတာပေါ့ကိုကနေပြီးတော့သူများကိုပေးမှာလေ ုတ်ပြီနော်အဲ့ဒါဆိုကိုကသူမြောက်ပေးမယ်ဆိုအာခေတာပေါ့တငယ်ချင်းဖြစ်တယ်တုံမိုတာကြီးတငယ်ချင်းဆိုရိုးရိုးအာခေတာကိုပဲတောင်းရမှာဟုတ်ပြီနော်လုံးဝအာခေတာကိုပဲတောင်းရမှာမိုရတရတာကိုကရတာမာရခုရတာပေးတာဟုတ်ပြီနော်အဲ့ဒါဆိုခါကြတော့ခိုင်းတက်ခုရတာအမ်ဆွဲပေးတယ်အဘနော်အဲ့တော့ခုနေတာပေးတယ်ဆိုတာသူမြားကကိုပေးတာလေသူမြားကကိုကိုပေးတာကိုကိုပေးတာနော်ကိုကြီးကသူမြားစီကရရတယ်နော်ကိုကိုပေးတာသူမြားက ူများကကိုကိုပေးတာဖြစ်ပါတယ်ဒါကြောင့်မို့ဒါမှားပါတယ်ကိုကသူများကိုပေးမှာပါခိုက်တဲ့ဣဒာဒာဣတာဣဒာဒာဣတာမရဘူးဟုတ်ပြီနော်အဲဆိုတော့ကကြတော့အဖြေကနမန်ဖြစ်နမန်နှစ်ဖြစ်ပါတယ်ဣဒာဣဒာဒာဣတာဆိုတာဣဒာဒာခိမတ်ဆိုတဲ့စကားလုံးလေးအဲသူကကြတော့ပို့ပြီးယဉ်ကျေးတယ်တငငယ်ချင်းတွေမှာမတော့မှုကိုရဲ့ဆရာသမားတွေကိုရဲ့အဲအထက်လူကြီးတွေမှာတောင်းရတာဖြစ်တယ်ဒါကြောင့်မို့လို့အဖြေဟာနိဗ္ဗာန် ။ Yeah sorry အဲ့မှာတစ်ချက်မှားသွားတယ်ကျွန်မပြောမှာ Itadaki Mask ကလက်ခံရရှိတာလေကိုကလက်ခံရရှိတာမဟုတ်လား။အဲ့ဒါဆိုတော့ကိုကအခုကသူမြောက်ကိုပေးမှာ comment နဲ့အဲ့ညာလေးနော်အဲ့ဒါဆိုတော့ကိုကသူမြောက်ကိုပေးမှာဖြစ်တဲ့အတွက်အားကေတာပေးရပါမယ်။နောက်ထပ်တစ်ခုက Itadaki Mask ကကြတော့ယဉ်ကျေးတဲ့အတုံးနှုံးလေးပေါ့။ကဲဟုတ်ပြီနောက်ထပ်တစ်ခုသွားမယ်ယွန်ဂျူဆမ်ပန်အိမ်မှာဆိုရင်ဘာပြထားလဲဆိုရင်အွန်ဒိုစကီနော်အွန်ဒိုကအာကစားစကီဆိုတာလုံလွန်းတာအာကစားလုတ်တယ်ဟုတ်ပြီနော် အာပြအာကစားစကီ အော်စုခိကနှစ်သက်တာပါကွယ်အဲဆိုအာကစားနှစ်သက်တဲ့ခူရိုကာဝါခွန်ဝခူရိုကာဝါခွန်啊ဆိုလို့ရှိရင်ဗာပေးထားလဲဆိုစပိုးစတိုင်းဂိုင်းနီအာကစားပြိုင်ပွဲမှာနိုင်မနီကကွက်လက်တာကသူတဲ့မို့စေဟော်ကြီးအရန်ပြင်းထန်နေအာကစားပြိုင်ပွဲမှာကွက်လက်တာကအရန်ပြင်းထန်နေနံပါတ်၁ကဝါတာရုဟုတ်ပြီနော်ဝါတာရုကကြတော့နိဝါတာရုပေါ့အာကစားပြိုင်ပွဲတောက်လျှောက်လာသူကကြတော့လေအချိန်ဆိုရင်တောက်လျှောက်ကွာအာကစားပြိုင်ပွဲကအချိန်မှမဟုတ်တာ ။ဟုတ်ပြီနော်အချိန်ဆိုရင်တောက်လျှောက်လူဆိုရင်မှတဆင်ဂျားကန်ဆိုရင်မှတဆင်အားကစားပြိုင်ပွဲမှတဆင်လဲအရန်ကိုအားအကောင်းနေအရန်ကိုပြင်းထန်နေမကြိုက်ဘူး။နံပါတ်1ကိုသွားအာနီယောရုဆိုတာနီယောရုဆိုတာကနောင်ဖြင့်အဲဒါတင်ထားပြီးသားနော်6မျိုးရှိတယ်။အန်3အေဇမ်ပရတစ်အေဇမ်ပရတစ်တောင်ဖြစ်နေတယ်။အန်3အဲ grammar တွေကျွန်မတင်ထားတယ် try နဲ့မှလည်းတင်ထားတယ်။အဲဒီတော့ကလည်းခဏခဏအပေါက်နေအောင်နီယောသိနီယောရုဆိုတဲ့ grammar ပတ်တန်6ခုရှိတဲ့ဟာပြောခဲ့တယ်။နောင်ဖြင့်နောင်ကြောင့်နောင်အခြေခံရင်နောင်မူတည်ရင်နောင်မူတည်ပြီးကတော့နောင်ကနေမှားတယ် အဲ့ဒါကြောင့်မို့ဒါလုံးဝထည့်လို့မရဘူးနောက်တစ်ခါတစ်ခုကိုသွားနောက်တစ်ခါတစ်ခုကကြတော့ဗာပေးထားလဲဆိုလို့ရှိရင်အာအော်ဒီဟာကကြတော့နံပါတ်3ဖြစ်မှာနော်နှစ်ကြီးဖြစ်နေတယ်နော်ဒါနံပါတ်3ဒါနံပါတ်2နံပါတ်2ကကြတော့အာနိထိုင်းစုနိထိုင်းစုကအပေါ်အိုမိုအီရဲ့ ။ဟုတ်ပြီနော်စိတ်အားထက်သန်မှု။အိုမိုးကြီးဤတယ်ဆိုတာအိုမိုးကြီးဆိုတာအတွေးတွေကဤတယ်ထဲ့ထားတယ်ဆိုတာစိတ်အားထက်သန်မှုရှိတာ။ကဲအားဆိုလို့ရှင်ရင်အာကစားဝါဒနာပါတယ်။ဟုတ်ပြီနော်ကုရောကဝခွန်ဝကုရောကဝခွန်အားဆိုလို့ရှင်အာကစားပြိုင်ပွဲမှာအာကစားပြိုင်ပွဲ အပေါ်နေထိုင်ဆိုတော့အပေါ်အာကစားပြိုင်ပွဲအပေါ်စိတ်အားထက်သန်မှုအယံပြင်းထန်တယ်။ဟုတ်ပြီနော်။ အားဆိုရမယ်နော်အပေါ်ဆိုရင်အတိတ်ပဲပါဒီ thai suru ဆိုတဲ့ grammar pattern မှာနံပါတ်1ကဘယ်သူအပေါ်ဘာအပေါ်ရင်နံပါတ်2ကကြာဘာရှိလဲဆိုလို့ရှိရင်အကူကစကားနေတာနဲ့နှိုင်းရှင်ရင်အတိတ်ပဲနှိုင်းရှင်လေးရတယ်ညီလေးကတော်တော်စကားပေါ်တယ်အဲ့လိုအတိတ်ပဲနော်နံပါတ်2ကကြာစခုစခုဆိုတဲ့စကားလုံးလေးစခုကကြာတော့အချိုးအစားဆိုရင်မှားဟုတ်ပြီနော်အကြောင်းရင်းဆိုရင် ကြောက်အဲ့လိုအတိတ်ပဲရှိတယ်ဒါတွေက and to တွေဒါတွေကတော့ and 3မှာလည်းပါတယ်တချို့ and to ဆောက်ထဲမှာလည်းပါပါတယ်ကဲဟုတ်ပြီညွန်ကြီးရွန်မန်အောင်သွားမယ် ရှုကခုရှုကအန်ချူကခုပေါ့ချူကခုကြည်တိုင်အဆရောခါကြတော့အလေတန်းចောင်းသားဘုရားတော်ကမပီးထားလဲဆိုတော့ခါကြတော့အိုယာနီအိုယာနီမိဘတွေကိုစန့်ကျင်ပြီးတော့ခါကြတော့ဤရဲ့တဲ့အင်ကနေပြီးနိုင်နာနီခိုတိုကအတ္တာရှိခဲ့ဘူးတယ်လောက်ခဲ့ဘူးတယ်ကဲအားဆိုရင်နမတ်တကရှိကခန်းကားရဲ့တဲ့ဤတအဆရောခါကြဤရဲ့တဲ့ရှိကအင်ကလွဲပြီးတော့ခန်းကားရဲ့တဲ့ဤတ တွေးနေခဲ့တာရှိလားအိမ်ကနေပြီးတော့တွေးနေခဲ့တာတွေရှိလောက်ခဲ့တာအဲတွေးနေခဲ့တာတွေရှိခဲ့ဘူးလေကြိုက်လားကြိုက်ဘူးနံပါတ်1မှာနံပါတ်2နှစ်ပြနံပါတ်3ပြမှာနော်ဒီနေရာလေးကနံပါတ်3ဩော်ဒီနေရာလေးကခန်းနေရာမှာနေဒီနေရာလေးက3တော့ဒါလေးက3အဲ့ဒါလေးက3အော်ဘောဟာလေးရမှာနေနော်ကျမကမြင်ဘူးခုမှမြင်တာကဲဟုတ်ပြီနံပါတ်3နီမိုပါပေးထားလဲဆိုလို့ရှိရင်ခန်းကားရဲ့အဲခန်းကားရဲ့စစစစေတာဟိုဘောဟာလေးစဉ်းစားနေနော်ဒီမှာလည်းဒါလေးနံပါတ်3နော် အဲ့နံပါတ်3နောက်တော့မှတစ်ချက်ပြန်ပြောပေးမယ်။နီမိုဘာပီတာလဲဆိုလို့ရှိရင်ခန်းကားရဲ့စာစေးသားဆိုတာကအာမိဘတွေအိမ်ကနေထွက်တာတောင်းမှတွေးခိုင်းခံရတယ်။ဘာမှမဆိုင်။ဒါခဲဒါခဲကတာလင်ဟုတ်ပြီနော်အိမ်ကနေထွက်တာတာလင်တွေးတယ်အဲ့လိုရှိလား။စာရေးကတောင်းမှအိမ်ကနေထွက်သွားမေတောင်းမှ ခန်းကားရဲ့တောက်ခိုးတို့ကအတတွေးခဲ့တာမျိုးရှိခဲ့တယ်။အိမ်ကနေထွက်သွားမယ်လို့ဆိုပြီးတော့တောင်မှတွေးခဲ့တာမျိုးရှိခဲ့တယ်။ဒါကြောင့်မို့အဖေကနံပါတ်၄ဖြစ်ပါတယ်။ဒါဆိုရင်ရပြီနော်။ခင်အားဆိုရင်တစ်ခေါက်ပြန်ပြောမယ်ဆိုရင်တော့ဒီမှာကမှန်နေနော်။တနည်း3လေးတောင်လေးတွေအမှန်နေ ဒါလည်းမှန်တယ်ဒီနေရာမှာဒီခန်းမှာဒီနေရာမှာမှားသွားတာเนาะဒီနေရာလေးမှာဒါလေးကနမတ်နမတ်3ဖြစ်ပါတယ်နမတ်42ရဲ့အဖြေကနမတ်3ဒီမှာဒါကနမတ်2ဒါနမတ်3နမတ်4ဒါပြင်ဒါကနမတ်3เนาะနမတ်3တော့အဖြေကကြတော့သူကနမတ်2ညိထိုင်းဆိုလို့ဆိုတဲ့ grammar pattern လေးဒါကနမတ်4အာဟိုကနမတ်44ကနမတ်4ဒါလေးကမာရာမာရဒါလေးကနံပါတ်3เนาะကဲဒါဆိုရင်ရပြီ3 2 4 42က3 43က1 44က4 ဒါဆိုရင်ဒီပိုင်းလေးဖြီးပါပြီ။ဒါဆိုရင်ကျမဒီမှာ video file ရန်ရှည်နေပြီဆိုတော့လေနောက် video file တစ်ပိုင်းတည်းမှာစတာပုတ်စာလေးကိုပြောပြမယ်။အားလုံးပဲ Oscar Sanchez အားလုံးကျေးဇူးတင်ပါတယ်။